အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble Lovia ဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile Setting တွေရမှာ Account Setting နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။တငယ်ချင်းတွေအားလုံးသိတဲ့အတိုင်းပဲ PUBG Mobile မှာ update တွေထွက်ရှိလာတာနဲ့အများ Setting ထဲမှာကြည့်မယ်ဆိုရင်လည်းပြောင်းလဲမှုတွေ feature အသစ်တွေတွေးမြင်ရတာမျိုးရှိပါတယ်။ Setting နဲ့ပတ်သက်ပြီးကျွန်တော်စုစုပေါင်းဗီဒီယို6ပုဒ်တင်ပေးသွားမှာဖြစ်ပါတယ်။ Account Setting ကစပြောကြည့်ကြည့်ရအောင်ဗျာ။ ပထမအဦးဆုံးကတော့ link ကိုက PUBG Mobile လို့ပဲအကောင့်နေနဲ့ချိန်တာလေသူကဒီမှာဖော်ပြပေးတာမျိုးရှိပါတယ်ကျွန်တော်အကြံပေးချင်တာတော့အကောင့်နှစ်ခုနဲ့ချိန်ဖို့ကျွန်တော်ပြောလို့ပါတယ်အကောင့်တစ်ခုတည်းနဲ့မချိန်ပါနဲ့ဗျဒီမှာဆိုကြပါစို့ကိုကအကောင့်နှစ်ခုချိန်ထားတဲ့အကောင့်တစ်ခုဖြုတ်ချင်တယ်ဘယ်လိုပုံစံဖြုတ်ရမလဲဆိုတာမေးစရာရှိပါတယ်ကျွန်တော်လက်ရှိပေါ်ရ Facebook နဲ့ X နဲ့ချိန်ထားတာမျိုးရှိပါတယ်အောက်မှာကြည့်မယ်ဆိုရင် current မှာ X ဆိုပြီးမှဖော်ပြပေးထားတာရှိပါတယ်ဒီမှာကျွန်တော်အကောင့်ဝင်တော့ကပေါ်ပြဒီ X နဲ့ဝင်ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လက်ရှိမှာ X ကိုဖြုတ်လို့မရပါဘူး Facebook ကိုဖြုတ်လို့ရမှာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်ဒီ Facebook ကိုမဖြုတ်ဘဲနဲ့ X ကိုဖြုတ် ်ချင်တယ်ဆိုရင်ကျွန်တော် game နဲ့ရနေထွက်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးကျွန်တော် Facebook နဲ့ဝင်ရမှာဖြစ်ပါတယ်ဒီရဲ့ကားတဲ့နေရာမှာ Facebook ရောက်လာမှာဖြစ်ပါတယ်ဒါဆိုကျွန်တော် X ကိုဖြုတ်လို့ရမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော် Facebook ကိုဖြုတ်မှာဖြစ်ပါတယ် unlink နှိမ့်လိုက်တာနဲ့သူကဒီမှာဖော်ပြပေးထားမျိုးရှိပါတယ် Facebook ကိုဖြုတ်မယ်ဆိုပြီးမှပေါ့ဗျာဒီမှာကျွန်တော် account မဖြုတ်ခင်တကယ်ကျွန်တော်တခုတိထားရမှာကိုကဘယ် account ကိုဖြုတ်လိုက်လဲပေါ့ဗျာအဲ့ account နဲ့ game နဲ့ပြန်ဝင်လို့မရပါဘူးဗျာနောက်ဆိုကျွန်တော် game နဲ့ပြန်ဝင်နေဆိုရင်တော့ game မှာအစ်စ်ဖြစ်သွားပါလိမ့်မယ်အစားနေကျွန်တော်ပြန်စမှာဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင် view quick unlinking condition ဆိုပြီးမှပေါ်ပြပေးထားမျိုးရှိပါတယ်အမှနှိမ့်လိုက်မယ်ဆိုရင်အချက် က်၃ချက်သူကဖော်ပြပြီးမှဖြစ်ပါတယ်ကျွန်တော်ကတော့တစ်ချက်မှပဲအမှန်ကြီးတွေ့မြင်ရတာမျိုးရှိပါတယ်ဒီ၃ချက်ထဲမှာကြိုက်တဲ့တစ်ခုမှအမှန်ကြီးရှိလို့ရတာဖြစ်ပါတယ်၃ခုတော့အမှန်ကြီးရှိရရပါတယ်၃ခုလုံးမှအမှားကြီးပြနေတယ်ဆိုရင်တော့တကယ်ကျွန်တော်အကောင့် unlink လို့လို့မရပါဘူးဗျာဒီ၃ခုကပါလဲဆိုတော့ log into the platform link to the account one registration for the game ဒါတော့တကယ်ကျွန်တော် PUBG Mobile စဖွင့်ဖွင့်ခြင်းတော့ငါပေါ်ရဘဲအကောင့်နဲ့ဝင်ခဲ့လေအဲအကောင့်နဲ့သူကဝင်ခိုင်းတာဖြစ်ပါတယ်ဒုတိယတစ်ခုကိုကြည့်ရမယ်ကျွန်တော် the current device is a device you often use to log into the game ဒါတော့ကိုဘဲဖုန်းမှာဒီရဲ့ game ကိုဝင်နေကြလေပေါ့ဗျာခဏခဏဝင်နေကြဖုန်းဖြည့်ရပါလိမ့်မယ်နောက်တစ်ခုကတော့ you have logged into the game on a current device with all link platform today ဆိုရင်မှဖော်ပြပေးတာရှိပါတယ်ဒါတော့ဗာလဲဆိုတော့ဒီနေ့ပဲပေါ့ဗျာတကယ်ကျွန်တော်အနေနဲ့ဒီရဲ့ PUBG Mobile လို့ဘဲအကောင့်အနေနဲ့ချိန်ထားလေအကောင့်နေအားလုံးနဲ့ဝင်ရမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော် Facebook နဲ့ချိန်ထားတာမျိုးရှိပါတယ် fix နဲ့ချိန်ထားတာမျိုးရှိပါတယ် email နဲ့ချိန်ထားတာမျိုးရှိပါတယ်ဒီမှာကျွန်တော်အကောင့်၃ခုလုံးနဲ့ဝင်ရမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော် Facebook နဲ့ဝင်လိုက်ပါမယ်ထွက်လိုက်ပါမယ် X နဲ့ပြန်ဝင်လိုက်ပါမယ်ထွက်လိုက်ပါမယ်အဲ့ဒါပြီးကျွန်တော် email နဲ့ဝင်လိုက်ပါမယ်ထွက်လိုက်ပါမယ်အဲ့လိုပေါ့ဗျာကိုယ်ပဲအကောင့်တွေနဲ့ချိန်ထားတဲ့အားလုံးနဲ့ပေါ့ဗျာဒီနေ့တစ်ရက်ထဲမှာအကုန်လုံးဝင်ရမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်စီမှာအမှန်ချက်တစ်ခုပြနေတာမျိုးရှိပါတယ်အဲ့ဒါပြီးတကယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ security verification ဆိုရင်မှနေလိုက်ပါခဏပေါ့ဗျာသူက check လုပ်မှာဖြစ်ပါတယ်ကျွန်တော်ကကြည့်မယ်ဆိုရင်တော့ current device environment is secure ဆိုပြီးမှဖော်ပြပေးတာရှိပါတယ်။ unlink လုပ်ဖို့အဆင်ပြေတယ်ဆိုတာပြောတာမျိုးရှိပါတ တခါတခါဘာဖြစ်နိုင်လဲဆိုတော့တကယ်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ game account ပေါ်ပြ email လို့ phone number တို့နဲ့ချိန်ထားရဲဆိုရင် तू ကဒီအဆင့်မှာပေါ်ပြ code တွေပါလေပို့ကောင်းပို့ပေးပါလိမ့်မယ်ကိုယ့်ရဲ့ phone number တို့ email လို့မှာပေါ်ပြကိုကိုထည့်ရင်ပါလေတကယ်ကျွန်တော် verify ပုံစံလုပ်ရတဲ့အခါမျိုးရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်ကတော့ဘာမှလုပ်စရာမလိုပါဘူးပြအဲ့ဒါပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ unlink ကိုနှိပ်လိုက်ပါမယ်အဲ့ဒါပြီးတော့ကျွန်တော် Facebook ကိုတစ်ချက်ထောက်လိုက်ပါမယ် game auto lock off ဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒါပြီးကျွန်တော် Twitter နဲ့ပြန်ဝင်လိုက်ပါမယ် game account ကတကယ်ပဲ unlink ဖြစ်မှာဖြစ်ပေါ်ပြဒီမှာကြည့်ရမယ်ဆိုရင်တော့ Facebook ကပြုတ်သွားပြီဖြစ်ပါတယ်ဗျတစ်ချိန်လုံးကကြည့်မယ်ဆိုရင်တော့ Facebook ကပြုတ်သွားတော့ ်လဲပေါ့ရ Facebook မှာရက်20တို့ရက်30တို့သူကဖော်ပြပေးတာမျိုးရှိပါတယ်အကြမ်းတွေမှာ Facebook နဲ့ပြန်ဝင်နေဆိုတော့အကောင့်ပြန် link ဖြစ်သွားတာပေါ့ဗျာ။ဒါပေမဲ့လက်ရှိအချိန်မှာကြည့်မယ်ဆိုရင်တော့အဲ့လိုပုံစံပြတာမျိုးမရှိပါဘူးဗျာ။တခါတည်းပြုတ်သွားတဲ့အနေအထားတွေးမိရတာမျိုးရှိပါတယ်။ဒီမှာကျွန်တော်လက်ရှိပေါ့ဗျာတခြားဘယ်အကောင့်နဲ့ချိန်ချင်လဲချိန်လို့ရရည်ဖြစ်ပါတယ်။ဒါဆိုတကယ်ကျွန်တော်အနေနဲ့အကောင့် unlink နဲ့ပတ်သက်ပြီးမှနားလေသဘောပေါက်သွားရင်လို့ကျွန်တော်မျိုးလင့်ပါတယ်။မသိတာမရှင်းတာရှိတယ်ဆိုရင်တော့ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာ။နောက်တစ်ခုကတော့ country region setting ဆိုရင်မှဖော်ပြပေးတာမျိုးရှိပါတယ်။ကိုယ်ပင်နိုင်ငံမှာနေလဲပေါ့ဗျာအဲ့နိုင်ငံကိုတကယ်ကျွန်တော်ရွေးပေးလိုက်ပါ။နောက်တစ်ခုကတော့ select server ပေါ့ဗျာ။ server က ော့တကယ်ကျွန်တော်ဘယ် region မှာနေလဲပေါ့ဗျာအေရှားမှာနေလဲဆိုတော့အေရှားပဲယူပြပါတခြားတွေယူရတဲ့ဆိုရင်တော့ပင်ကတော်တော်လေးကိုတတ်တာမျိုးရှိပါတယ်အဲ့လောက်ကြီးဆော်ရ game ဆော်ရအစင်းမပြေပါဘူးနောက်တစ်ခုကတော့ email link ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီကောင်ပြောင်းလို့ရပါတယ်ဒီမှာဘယ်လိုပုံစံပြောင်းရမလဲဒီကောင်လုံးဝဖြုတ်ချင်နေဆိုရင်ဘယ်လိုပုံစံဖြုတ်ရမလဲပေါ့ဗျာဒါနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်လက်တွေ့မစမ်းရသေးပါဘူးလက်တွေ့စမ်းပြီးပြီဆိုရင်တော့ကျွန်တော်တကယ်ကျွန်တော် video တင်ပေးပါမယ်နောက်ဆုံးတကယ်ကျွန်တော် email လေးပါလေ link မလောက်ထားဘူးဆိုရင်လည်းပြဿနာမရှိပါဘူးအဓိကအပေါ်မှာ account နှစ်ခုချိန်ထားဖို့ကအရေးကြီးတာဖြစ်ပါတယ်နောက်တစ်ခုကတော့အောက်မှာကြည့်မယ်ဆိုရင် link mobile number တကယ်ကျွန်တော် phone number တ်တွေပါတယ်ချိန်လို့ရတာဖြစ်ပါတယ်ဖုန်းနံပါတ်တွေပါတယ်ချိန်လို့ပါဖြစ်လဲဆိုတာမေးစရာရှိပါတယ်ဒီမှာရှိရမယ်ဆိုရင်ဖုန်းနံပါတ်နဲ့အကောင့်နဲ့ဝင်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုက secondary verification တွေပါတယ်ဖွင့်လို့ရတာမျိုးရှိပါတယ်ဒီရဲ့ secondary verification ကဘယ်လိုပုံစံအလုပ်လုပ်လဲဆိုတာမေးစရာရှိပါတယ် two factor authentication နဲ့အတူတူပဲဖြစ်ပါတယ်ဆိုကြပါစို့ဗျာတငယ်ချင်းတို့အနေနဲ့ကိုယ့်ရဲ့ game account တွေမှာဝင်လိုက်တယ်ပေါ့ဗျာဒီမှာချို Facebook နဲ့ဝင်တာမျိုးပဲဖြစ်စေကြိုက်တဲ့အရာနဲ့ဝင်ပါဒီမှာ account တွေ password တွေအကုန်လုံးမှန်နေဆိုရင်တော့မသူကတခါတည်း game ထဲမှာရောက်မှာမဟုတ်ပါဘူးကိုကဘယ်ဖုန်းနံပါတ်နဲ့ချိန်ထားလဲပေါ့ဗျာအဲ့ဖုန်းနံပါတ်ကိုပို့ပြီးမှဖြစ်ပါတယ်အဲ့ကုတ်ကို ခင်မသာကိုယ့်ရဲ့ game account နဲ့ဝင်มาဖြစ်ပါတယ်။ဒါပေမဲ့တကယ်ကျတော့ဒီလောက်ထိတော့လုံးစရာမလိုပါဘူး။ကြာကိုက PUBG Mobile လို့ဘယ် account နေနဲ့ချိန်ထားလဲ။အဲ account တွေလုံးချုံစိတ်ချစွာထားထားရမှာဖြစ်ပါတယ်။ password တွေခက်ရခက်စစ်ထားရမှာဖြစ်ပါတယ်။အဲ account တွေမှာ two factor authentication တွေပါတယ်ဖွင့်ထားဖို့လိုတာဖြစ်ပါတယ်။ကိုမသိတဲ့ link နဲ့ဥမာပြောရမယ်ဆိုရင် UC free တို့ card skin တွေ tenant skin တွေ free တို့ anti lo ပုံစံ website တွေပေါ့ဗျာအတူတွေမဝင်မီဘူးအရေးကြီးတာဖြစ်ပါတယ်။အဓိကကိုဘယ် account နေနဲ့ချိန်ထားလဲ။ ဲအကောင့်လုံးချုံစိတ်ချစွာလုံးဝရရဖြစ်ပါတယ်နောက်ဆုံးကိုကဖုန်းနံပါတ်တွေပါတယ်ချိန်မှာ secondary verification တွေပါတယ်ဖွင့်ထားတယ်ဆိုရင်ကိုဖုန်းတွေပါတယ်ပျောက်သွားတဲ့အခါတိုင်ပတ်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီကဖုန်းမှာသူကကိုပို့မှာဖြစ်ပါတယ်အကောင့်ထဲမှာသာတကယ်ကျိုး game နဲ့ဝင်လို့ရမှာဖြစ်ပါတယ် ဖုန်းလည်းမရှိ SIM ကလည်းမရှိဆိုတော့အဲ့လောက်ကြီးအဆင်ပြေမှာမဟုတ်ပါဘူးဗျ။နောက်တစ်ခုကတော့ကိုက game account တွေပါတယ်အလဲထလုံးမဲ့ရောင်းမှုတွေပါတယ်ရှိတယ်ဆိုရင်တော့ဖုန်း number ချိန်ထားတယ်ဆိုရင်အဲ့လောက်ကြီးအဆင်ပြေတာမျိုးမရှိပါဘူးဗျ။ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ account ဝယ်ရောင်းမလုပ်တော့အဲ့လောက်ကြီးတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဗျ။နောက်တစ်ခုကတော့ account security setting ဆိုရင်မှတွေးမိရတာမျိုးရှိပါတယ်။ go ဆိုတာနေလဲပါဒီမှာကြည့်မယ်ဆိုရင်လက်ရှိပေါ့ဗျ activity ပါတယ်ဖြစ်ထားတယ်သူကဖော်ပြပေးထားတာမျိုးရှိပါတယ်။ဒီမှာကျွန်တော်ဆက်ရှိရငါလား Facebook ကို ending လုပ်လိုက်တယ်ဆိုရင်မှသူကဖော်ပြပေးထားတာမျိုးရှိပါတယ်။ကျွန်တော် account အစ်စ်တွေပေါ့ဗျဒီမှာ link လုပ်လိုက်တယ်ဆိုရင်သူကဒီမှာဖော်ပြပေးမှဖြစ်ပါတယ်။ကိုယ့်ရဲ့ account မှာဘယ်လိုပုံစံ ဲ့ activity တွေသွားနေတယ်ပေါ့ရသူကဒီမှာဖော်ပြပြီးမှဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင် manage device ဆိုရင်မှဖော်ပြပြီးထားမျိုးရှိပါတယ်ကိုကဘယ်နိုင်ငံမှာဘာဖုန်းနဲ့ဘယ် account နဲ့ပေါ့ရ PUBG mobile လို့ချိန်ထားတယ်တကယ်ကြောင့်ဒီမှာချိန်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့အောက်မှာကြည့်မယ်ဆိုရင် local ပေါ့ဗျာဒါတော့ game name ကနေထွက်တာဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင် current age ပေါ့ဗျာလက်ရှိကျွန်တော်တို့ရဲ့ age နဲ့ချိန်ထားတာမျိုးရှိပါနောက်တစ်ခုကတော့ delete account ဆိုရင်မှဖော်ပြပြီးထားမျိုးရှိပါတယ်တကယ်ကြောင့် account တွေဘာတွေမဖြတ်ဘူးဆိုတာတော့သိကြပါတယ်ဗျာနောက်တစ်ခုကိုရှိမယ်ဆိုရင် privacy policy ပေါ့ဗျာသူရဲ့စီးမြင်စည်းကမ်းတွေကိုဖော်ပြပြီးထားမျိုးရှိပါတယ်စီးမြင်စည်းကမ်းတွေကလည်းအများကြီးတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမ မယ်ကျွန်တော် customer service ပေါ့ဗျာ account တွေပိုင်းတစ်ခုဖြစ်တယ်ဆိုရင်တော့ customer service မှာတကယ်ကျွန်တော် message တွေပါတယ်ရိုက်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ scan authorization ဆိုရင်မှာဖော်ပြပေးတာမျိုးရှိပါတယ်ဒီကောင်ဘယ်လိုပုံစံအလုပ်လုပ်လဲဆိုတော့ဆိုကြပါစီဗျာကျွန်တော်လက်ရှိ account ပေါ့ဗျာကျွန်တော်မောင်မောင်ဆိုတဲ့သူတယောက်ကိုကျွန်တော် account ပေးဝင်မယ်ပေါ့ဗျာဒီမှာကျွန်တော် account နဲ့ပတ်သက်ပြီးမှ password တွေပါတယ်ဘာမှပေးစရာမလိုပါဘူးဗျာသူ့ကို game ပြီးဆိုလို့ရတာဖြစ်ပါတယ်ဒါလုံးဝစိတ်ချရဆုံးပဲဖြစ်ပါတယ်ဒီမှာတယောက်ယောက်ကကိုယ့်စီကနေပေါ့ဗျာဒီ account တွေပါတယ်တောင်းနေခဏလောက်ကြည့်မယ်ပေါ့ဗျာခဏလောက်ပေးဆော့မယ်ဆိုရင်ကိုကဒီရဲ့ပေါ့ဗျာ password တွေပါတယ်ဘာမှပေး းစရာမလိုပါဘူးဗျာဒီ scan authorization feature ကိုအသုံးပြုလို့ရတာမျိုးရှိပါတယ်လုံးဝစိတ်ချရတာမျိုးရှိပါတယ်တောင်းချလို့ဘလို့ပုံစံပေးရမလဲပေါ့ဗျာဒါနဲ့ပတ်သက်ပြီးမပြောခင်တကယ်ချင်းတော့မပေးခင်ပေါ့ဗျာဒါတွေရောတစ်ချက်လောက်ကြည့်ဖို့လိုတာဖြစ်ပါတယ်ဥမာကူကအကောင့်ကိုတော့ပေးလိုက်တယ်ပေါ့ဗျာကိုစီမှာ share UC တွေသူကအခုလုံးကျော် game ထဲမှာတုံးလိုက်တယ်ပေါ့ဗျာ popularity တွေပါတယ်အခုလုံးတုံးလိုက်တယ်ကိုယ့်ရဲ့ inventory ထဲမှာဝင်မွေနောက်တာတွေပါတယ်လုပ်တယ်ဆိုဒီကောင်တွေကိုပေးလို့ရတာဖြစ်ပါတယ်ဥမာကျွန်တော်ကမောင်မောင်အကောင့်ပေးမယ်ဆိုရင် UC ကိုကျွန်တော် restrict လုပ်လိုက်ပါမယ်ကျွန်တော်ထဲမှာရှိတဲ့ UC တွေသူတုံးလို့မရပါဘူးဗျာနောက်တစ်ခါ give restriction ပေါ့ဗျာ popularity ပါတယ်ကျွန်တော် restrict ပိတ်ထားလိုက်လို့ရတာဖြစ်ပါတယ် social restriction ကိုလည်းကျွန်တော်ပိတ်ထားလို့ရတာမျိုးရှိပါတယ်ကျွန်တော် connection ဘယ်သူတွေနဲ့ခြေထားလဲကျွန်တော် social နဲ့ပတ်သက်ပြီးမှာပေါ့ဗျာနောက်တစ်ခုကတော့ chat restriction တွေပါလေပိတ်ထားလို့ရတာမျိုးရှိပါတယ်စကားပြောလို့မရအောင်ပေါ့ဗျာနောက်တစ်ခုကတော့ combat restriction မှာကျွန်တော်က no limit ဆိုရင်မှထားထားတာမျိုးရှိပါတယ်သူကြိုက်တဲ့ပေါ့ရမြေပုံတွေကြိုက်တဲ့ mode တွေဆော့လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ inventory restriction တို့ home restriction တို့လည်းလုပ်လို့ရပါတယ်ကိုယ်အိမ်ထဲဝင်လို့မရအောင်ပေါ့ဗျာကိုယ်အိမ်ထဲမှာအသုံးပြုလို့ရတဲ့ coin တွေအသုံးပြုလို့မရအောင်ပဲဒါတွေ restrict ပေါ့ဗျာပိတ်ထားလို့ရတာမျိုးရှိပါတယ်မပိတ်ထားခြင်းမူဆိုရင်တော့တကယ်ကြီးတော့အကုန်လုံးမှာပေါ့ဗျာ no limit ဆိုတာလုပ်လိုက်ပါ no limit ဆိုတာတော့အကုန်လုံးဖွင့် ွင့်ပေးလိုက်တာဖြစ်ပါတယ်ပိတ်ထားခြင်းနဲ့ဆိုရင်တော့ restrict ဆိုတာလုတ်ထားလို့ရပါတယ်ဗျ။ Okay ဒါဆိုတော့ဒီရဲ့ feature ကိုဘယ်လိုပုံစံအသုံးပြုရမလဲဆိုတော့ဆိုကြပါစို့ဗျာကျွန်တော်ကကျွန်တော် account ကိုမောင်မောင်ကိုပေးဆော့မယ်ပေါ့ဗျာ။မောင်မောင်ကကျွန်တော် account နဲ့ဝင်မှုအတွက်သူ့ account ကနေထွက်ပါလိမ့်မယ်လုံးဝပေါ့ဗျာဒီရဲ့ home screen တွေ့မိရတာမျိုးရှိပါတယ်။ဒီမှာ line မှာမောင်မောင်ကနေ QR code ကိုနှိပ်ရမှာဖြစ်ပါတယ်။ဒီရဲ့ QR code ကလည်းအချိန်နဲ့အလုပ်လုပ်တာမျိုးရှိပါတယ်။ဒီအချိန်တွင်းမှာပေါ့ဗျာကိုက scan မလုပ်ပေးလိုက်ဘူးဆိုရင် QR code အစ်စ်လာမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်မောင်မောင်ဘက်ကလည်းဒီရဲ့ QR code ကို screen show ရရင်မှာဒီ QR code ကိုကျွန်တော်ပို့ပေးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မောင်မောင်နဲ့ကျွန်တော်เนี่ยကဲ့ရဲ့မရှိ ကိုပေါ်ရကိတ်ရက်ရှိတယ်ဆိုရင်တော့ဒီခါလေး DQ ပါကိုကိုကျွန်တော် scan လုပ်လိုက်လို့ရတာဖြစ်ပါတယ် scan ဘယ်လိုလုပ်ရမလဲဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဖော်ပြပေးပါမယ်လက်ရှိမှာမောကျွန်တော်နဲ့အဝေးမှာရှိတယ်ဆိုတော့ QR code ကိုသူကကျွန်တော်ကိုပေါ်ပြ Messenger အနေဖြင့်စေ Viber အနေဖြင့်စေပို့ပေးပါလိမ့်မယ် DQ QR code ရသွားပြီဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ scan authorization ဆိုတာရှိပါတယ်ဒီကောင်ကိုနှိပ်လိုက်ပါဒီမှာကျွန်တော်ရက်သတ်မှတ်လုပ်ရတာမျိုးရှိပါတယ်ကိုကပေါ်ပြရဲ့မောင်မောင်ကိုဗနေရဲ့အတွက်ကျွန်တော် account ပေးဆုံးပါလိမ့်အကုန်လုံးသတ်မှတ်လုပ်ရတာမျိုးရှိပါတယ်အများဆုံးကိုကြည့်ရမယ်ဆိုရင်တော့တလပေါ်ရဲ့ရက်30ထိသတ်မှတ်လုပ်ရတာမျိုးရှိပါတယ်ဒီမှာတကယ်ကျွန်တော်ရက်30သတ်မှတ်လိုက်ပြီဒီရက်30လုံးမောင်မောင်အကောင့်ဆော့နေတော့မှလားဆိုတော့ amazing ီရာရှိပါတယ်မစော့ပါဘူးဒီမှာရှိမယ်ဆိုရင်ကိုကပေါ့ဗျာဘယ်အကောင့်နဲ့ချိန်တာလဲအဲအကောင့်နဲ့ကိုက game ထဲမှာပြန်ဝင်လိုက်တယ်ဆိုရင်တော့မောင်မောင်ရဲ့အကောင့်ကထွက်သွားမှာဖြစ်ပါတယ်ကိုကအကောင့်နဲ့မှာဝင်ပြီးသွားပြီး authorized login device မှာလာရင်မှလည်းဒီမောင်မောင်ချိန်ထားတဲ့အကောင့်ကဒီကနေ remove လုပ်လို့ရတာမျိုးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးမှတော့ဘာမှပြဿနာမရှိပါဘူးဗျာကိုကအကောင့်ကိုပြန်လိုချင်နေဆိုရင်ကိုကဘာနဲ့ပေါ့ဗျာဒီအကောင့်ကိုချိန်ထားလဲအကောင့်နဲ့ပြန်ဝင်လိုက်ရုံပဲဖြစ်ပါတယ်ဝင်မှဒီမှာလာရင်မှပေါ့ authorized login device မှာမောင်မောင်ရဲ့ဖုန်းတွေ့မြင်ရမှာဖြစ်ပါတယ် remove လုပ်လိုက်တာနဲ့အဆင်ပြေသွားရဖြစ်ပါတယ်ဘာမှပြဿနာမရှိပါဘူးဗျာဆိုကြပါစို့ဗျာကျွန်တော်ကမောင်မောင်နဲ့ရဲ့အတွက်ပြီးမှဖြစ်ပါတယ် okay ဆိုလိုက်ပါမယ် ဒီမှာကင်မရာတောင်းမှာဖြစ်ပါတယ်တကယ်ကျွန်တော် OK ဆိုတာလုပ်လိုက်ပါဒီမှာကြည့်မယ်ဆိုရင် OK ဆိုတာဖွင့်လိုက်တာနဲ့ပေါ့ရကင်မရာ access ကျွန်တော်ပွင့်သွားတာမျိုးရှိပါတယ်ဒါပြီးကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ photo album နဲ့ဝင်မှာဒီ QR code ကိုကိုရွေးလိုက်ပါဒါဆိုရင်ပေါ့ဗျာတကယ်ကျွန်တော် account က auto lock off ဖြစ်သွားပါလိမ့်မယ်မောင်မောင်ထဲမှာပေါ့ရဒီ account ကဝင်သွားမှာဖြစ်ပါတယ်ဒါဆိုမောင်မောင်ကကိုယ့်ရဲ့ account ကို easy ဝင်ဆော်လို့ရရဖြစ်ပါတယ်သူ account နေပါတယ်ပေါ့ရဘာမှချိန်လို့မရပါဘူးဗျာဒါနဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်စိတ်ပူစရာမလိုပါဘူး तू ကကိုယ့်ရဲ့ account နေပါတယ်ဖြိုးမှာသူရဲ့ account နေပါတယ်ချိန်လိုက်မယ်ဆိုတော့ဒါဘာမှလို့လို့မရပါဘူးဗျာနောက်ဆုံးကိုကအကောင့်ကိုပြန်လုပ်ချင်တယ်ဆိုရင်တော့ကိုကဘာနဲ့ချိန်ထားလဲပေါ့ဗျာအဲ့ဒါနဲ့ပြန်ဝင်လိုက်အောင်ပဲ ဖြစ်ပါတယ်အဲ့ဒါပြီး authorized login device မှာမောင်းဝင် device ကို remove လုပ်ရတယ်ဆိုရင်တော့အဆင်ပြေသွားရဖြစ်ပါတယ်အဲ့ဆိုတကယ်ချင်းတော့အနေနဲ့တရားရုံးကိုကိုယ်က account တွေမှပြီးဆော့ချင်တာတော့ပါလို့ဆိုရင်တော့ဘယ်လိုပုံစံပြီးဆော့လို့ဖြစ်လဲ account နဲ့ password တွေမပေးဘဲနဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်နားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာနောက်တစ်ခုကတော့ event record ဆိုရင်မှပေါ်ပြပေးထားတာမျိုးရှိပါတယ်ကျွန်တော်တချင်ရဖို့ရ app နဲ့ဝင်တာမျိုးရှိပါတယ်အခုနောက်ပိုင်းမှာကျွန်တော် x နဲ့ဝင်တာမျိုးရှိပါတယ်ကိုယ့်ရဲ့ account နဲ့ပတ်သက်ပြီးမှ activity တွေသူကဒီမှာပေါ်ပြပေးမှဖြစ်ပါတယ်ဒါဆိုတကယ်ချင်းတော့အနေနဲ့ဒီ account setting နဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ video ကလည်းတော်တော်လေးကိုရှင်းနေဖြစ်ပါတယ်လာမယ့် video ီယိုတွေမှာကြည့်ရမယ်ဆိုရင်တော့တခြားစက်တင်အနေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုအသေးစိတ်တင်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုစောင့်ကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျမသိတာမရှင်းတာရှိတယ်ဆိုရင်လည်း comment မှာမျှဝေပေးသွားလို့ရပါတယ်နောက်ဆုံးကျွန်တော် comment ဖြေချပေးတာမျိုးပဲဖြစ်စေဗီဒီယိုသက်သက်တင်ပေးတာမျိုးပဲဖြစ်စေဒါတွေကျွန်တော်လုပ်ပေးသွားပါမယ်ဒါဆိုရင်တော့ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ